နှင်းစီလိုက်စန်နီယာခလုတ်တွေပေါ်ပြင်သစ်ရေမွေးနှမ်းနဲ့ပြင်သစ်ကြပြတပုတ်ဟာမြမလိုအတန်ထွက်ပြီးပြေးနေကျွန်တော်ဘာလုပ်ပြရမလဲမမလိုက်ညဆောင်က84လမ်းပေါ်မှောက်သွားတဲ့သုံးမင်းကားလိုကျွန်တော်နှလုံးသားလမ်းဘေးတမာပင်လေးကိုဝင်တိုက်တယ်ကျွန်တော်ကလက်ဖက်ကြီးတစ်ခွက်တန်းကြပြာသေးပါမမလိုက် rose alley နန်းရှိပီဇာဆိုင်မှာဆိုတဲ့ဂျင်မီရဲမြင့်တို့လိုကြောက်စိမ့်လေဆွဲကြီးလဲမပေးနိုင်ကြောက်ဝိုင်းရဟိုင်းမှာအိမ်မက်အသေးကြီးထမ်းပြီးလမ်းမီးတိုင်အောင်တောက်ခေါက်နေရတဲ့ကောင်စားပါပိုက်ဆံအဆုပ်တွေစာအုပ်အဟောင်းတွေအိမ်ထဲယူယူမလာနဲ့အောင်အောင်ကြက်တည်မရှိဘူးဟုတ်ကဲ့ ကျွန်တော်ဘဟုပန်းကိုမုံမိပါတယ်မမလိုက်စာအုပ်အဟောင်းလေးတွေကိုခွင့်လွတ်ပါ သူတို့ဟာနိုင်ငံတော်ဥကင်းကဉာဏ်ပညာတရဖူအတွက်အဖမ်းခံရသူခစ်တုပ်ပန်းတွေပါဒံရတွေကလင်းလင်းချင်းပဲမမလိုက်ကျယ်တွေကိုမော့ကြည့်ရင်ညောင်းထဲပြုတ်ကြတဲ့လူကုန်ထန်ရက်ွက်ထဲဟိုချီမင်းကြပြားတွေဖတ်ခွင့်မရခဲ့သူ16နှစ်အရွယ်ကောင်ကလေးမမလိုက်မမီနဲ့ဈေးမလိုက်ချင်ဘူးရွှေလက်ကောက်တံတောင်လောက်နဲ့ခင်းကျင်သည့်ဥပောက်တွေအစ်စ်တောင်းတောင်းနေတာကျွန်တော်ရှက်တယ် ကျွန်တော်တို့လူငယ်ဘဝကအခုပွဲအခုကျွေးလေပြေလေပြင်းများစွာရဲ့သားကောင်ခီစာအုပ်တုပ်ဖက်တာကအစလူလူခေါင်းဆောင်ပုံကလေးဝေတာအစုံအားလုံးစွန့်စားခဲ့ရတယ်။ညစာအတိုးတွေနဲ့ငါးများချိတ်တွေကြီးချက်စားခဲ့ရတဲ့ညစာဇပွဲတွေကြီးပါပဲမမလိုက်။အဲ့ဒီနှစ်တွေကတောင်းကျွတန်တဲ့နှကန်းစိုးစေးကလေးဆိုပြီးမတည်ဘူးမတည်ဘူးလို့ပြောခဲ့တာ။ နှွေပေါင်းများစွာမိမရောင်ပူတယ်ပါတော်မူနေ့ဆိုတအိမ်လုံးမိကိုတိတ်ညရောင်တိုက်သွားစားတဲ့လူချမ်းသာကြီးတွေအိမ်ပေါ်နဲ့ကျွန်တော်တို့ကပားကောင်ကထမင်းငက်ပြီးအဲဈေးရှင်ခွေးကြီးတွေတော့အမေသားနဲ့ပေါ်စမ်းဝေးထမင်းနေခွေးစာထမင်းနဲ့စပလုံးပါရင်ဖို့တော့ရွာသူအိမ်ပေါ်မှာလေးပေလူအောင်အရိုက်ခံရတယ်လူဆိုတာ ခွေထက်မြတ်တယ်လို့တက်တည်မပြနိုင်ခဲ့တဲ့နှစ်များပါပဲမမလိုင်းပိုက်ဆံကြောင့်ကဘာကြီးကရှင်သန်နေတာလို့မမလိုင်းပြောတယ်တည်သွားတဲ့တငယ်ချင်းတွေရဲ့အသက်ကိုပိုက်ဆံနဲ့ကျွန်တော်မဝယ်နိုင်ခဲ့ဘူးမမလိုင်းညီမလေးဒရိုက်ဘာရဲဘော်လေးနောက်လိုက်ပြေးတဲ့တရင်လဲပိုက်ဆံကန့်လန့်ကားကြီးနဲ့လုံအောင်မကွေနိုင်ခဲ့ဘူးပိုက်ဆံနဲ့ဂုံတိတ်ခါဝယ်မရလို့လူမသိသူမသိတက်တည်သွားတဲ့တရေတွေ နှင်းစီလိုင်းတို့အတိုင်းဝိုင်းမှာပုံလို့ကြွေးကြော်ရဲပါသလားမမလိုင်းအချစ်ဆိုတာမာဇရာကြည်အစိမ့်လေးပုံမှာတစင်းမြေပြင်ပေါ်မှာတော့စားပြီးလွှတ်ပြလိုက်တဲ့အချင်းမောင်အိတ်ခွန်လေးပဲမမလိုင်းလူစင်းရဲတွေအတွက်ညမနဲ့စာအစဉ်ပြေမှ အချစ်ရထားကအိုးအိုးဆွဲတာမျိုးမမလိုင်းအဖေကတိတ်ညောင်းတတ်တာပဲသူအညောင်းပြေတိုင်း အိမ်ပေါ်မာလေးတွေဗိုက်တလုံးနဲ့တော့ပြန်ပြေးခဲ့ရပိုက်ဆံခိုးလို့နှင်ထုတ်လိုက်တယ်လက်စောလို့လေလူကုံထံတွေကတော့တကူလုံးစော့လဲအပြစ်မရှိကြပါဘူးကိုလက်မှတ်တောင်ကိုမထိုးတတ်တဲ့မမလိုင်းအဖေဘယ်လိုချမ်းသာလာလဲဆိုတာပုံတကုံးကအကြမ်းမြင်စရာတော့မသိပါဘူးလေဂီတကတခြားသူတွေစီပျော်ရွှင်မှုကိုတင်ဆောင်ပေးတယ်ဆိုပေမဲ့ရန်နာခုနှစ်ပါးနဲ့ မော်တော်ကားလဲစီးတယ်ဆိုတာကြမပြောရပါလားအရှိတောင်အာရှမှာအချမ်းသာဆုံးနိုင်ငံကတရောင်းစားလက်မှတ်ကလေးကန်ပြီးနိုင်ငံတကာကငွေပိုလေးတွေရှောက်တောင်းရတဲ့နှစ်များမှာကျွန်တော်လူလားမြောက်ခဲ့ပါတယ်မမလိုက်ဂရီဘာတော်လန်ကြီးညစင်းပြတော်လန်ကြီးရွှေဝါရောင်တော်လန်ကြီးစိတ်တကရေစိုးမြောင်းတဲ့ဆွေးနေတဲ့လူတွေတဲ့တစ္ဆာတရားဟာခိအဆက်ဆက်လင်းကောင်းမပေါ်တဲ့မိမတိောက်လို့ ဖာရမ်းပဲတွားရမလားတမလွန်ဘုံပဲတွားရမလားဒီလိုနဲ့ကျွန်တော်တို့တော်လန်ရေးတွေမအောင်မြင်ခဲ့ဘူးတပိတ်မှောက်ရင်မှောက် မဟုတ်ရင်ဘိုင်းမှောက်နေရတဲ့သူတွေရဲ့နိုင်ငံမှာပေါ့မမလိုက်နှစ်90ဆိုတာဘာကြာလို့လဲအတန်ကတစ်ဆွေးတုံးထဲမှာ ခုန်နေတယ်တတော်လုံးလဲတော၆တန်နဲ့စမ်းရည်တဲ့တွေးပြပြနှစ်နှစ်တွေညောနေတာနဲ့ မျက်နှာငေးရခြင်းအကြောင်းကို စာစီကုန်းပါနှစ်တွေကျွန်တော်တို့နိုင်ငံသည်လောင်ပြောင်ရေမောတန်များ၏အလဲပေါ်တွင်တည်ရှိပါသည်ဆိုတာကိုဝူသံပါကြီးနှင့် အော်ကြက်ခဲ့ရတဲ့နှစ်တွင်စာမှုဝဲတော့အောင်ခဲ့တာပေါ်မမလိုက်ငရေပန်းကပိုလှပိုမွေတော့ရွေးချယ်စရာနေပါလွန်းသူတွေမှာနေကမျက်မှန်တကားကနဲ့ခစ်ကျိုးခစ်ပဲ့တလျှောက်ဂါယာဂါယာပန်ဆင်သွားတယ် လက်တွဲပေါ်ကိုဈေးကြိုတော်မှာအထည်ရွေးသလိုမမလိုင်းရွေးသွားတာမွေးပါတယ်။တရင်းနေပေါ့။အခါတော့ပြည့်တဲ့နေကမိုးရွာတယ်။အောင်မှုဝင်ဆရာအောင်မှုရဲ့ကြပြဖြစ်ပါတယ်။အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။